။နွေတရဲကြီးရွက်ထွေတော်တဲ့ဝဲအမောတော်ကမပြင်းဘူးနမဲလမ်းလျှောက်လာသူတယောက်ကိုကိုပင်ကြီးတမင်ရောက်ရောက်တော့ဘာကိုကြောက်နေမှန်းမသိပဲနောက်ကွက်ပြန်ကြည့်လိုက်ရှစ်ဆက်လမ်းလိုက်ပြေမြင်ရသည့်မြင်ကွင်းမှာမတက်တာလား။တဖြည်းဖြည်းရွာကျင်နှင့်နီးလာမှစိတ်သက်သာရာရပုံဖြင့်နဖူးကချွေးစည်းတွေကိုကောင်းပေါင်းသာသည့်ပစိုးကိုဖြီး၍တုပ်လေသည်။ဝဲကိုကြီးသာဦးဒီနေ့ပြန်လာတာစောလာကြည့်လားဗျ။သူရှိရှိတရတော်ထဲမှာထွက်ပေါ်လာသည့်အတန်ကြောင့် ကိုတာဦးတယောက်လန့်ဖြန်သွားပြီးချက်ချင်းအိန္ဒိယဆယ်လိုက်ပေမဲ့ကိုလိပ်ပြကိုမလုံဖြစ်ကရှက်နေမိမရှက်ဘဲနေပါမလားကိုတာဦးတယောက်ဒီလိုအကြောင်းလန့်ခဲ့ဘူးသည်ဟူ၍သူ့ဘဝတလျှောက်တခါမှမရှိဘူးကြီးကိုတာဦး၏ရှေ့ဘက်ရှိတရတော်စီမှအသားရောင်မဲမဲအရက်ပူကောက်ကစပင်းစူပွားပွားနဲ့လူရတယောက်သူ့စီလျှောက်လာနေ၏ရွာလယ်ပိုင်းကတရသည်ခူးသည်ဖိုကလာဖြစ်သည် ကိုယ်တော်ဦးတို့ဂျိုးပင်စကန်းရွာမှာဆွေမကင်းမျိုးမကင်းများသည့်ရွာပင်မှုရွာသားချင်းချင်းကအတော်ချစ်ခင်စီလုံးကြသည် ဟိုကလာကပဲဆက်၍နမ်းမိနေပြန်သည်ကိုဤတာဟုဒီနေ့တော့လေဘာကောင်းမလောင်းမှရမလာပါလားဗျအေးကွာဟိုကလာ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 ရွာတဲ့ကိုအမြဲလားငါရွာတဲ့ကလူလူသတိပေးစရာရှိလို့ကွာရွာလူကြီးကိုစော်မင်းစီကိုအရင်ဝင်ပြီးမှလူစုမှရဒါမှလူတိုင်းသိပြီးရှောင်ကျင်နိုင်မှာဟာဘာဖြစ်လာလို့လဲကိုဤတာဟုကမထိတ်တာမလန့်လားဗျာလာတမ်းပါကွာဟိုရောက်တော့သိရတာပေါ့ဓမ္မအန်ဒီမှလာကွာမင်းမင်းထိုတော့ဆိုကကိုတာဦးကဖိုးကလာလက်ကိုဆွဲရီတုတ်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 ဖြင့်နှစ်ယောက်သားမှရွာထဲသို့တန်းဝင်သွားတော်သည် ရောမောင်စောမြေရောကိုကြီးစောမြေကျေးွာလူကြီးကိုစောမြေအင်းရှိချံဝါမှတကြောကြောအော်ခေါ်နေသည့်အတန်များကြောင့်ထင်သည်အိမ်ထဲမှကိုစောမြေထွက်လာပြီးကိုတာဦးနှင့်ဖိုကလာတို့ကိုတွေ့ကအိမ်ထဲသို့လမ်းခေါ်လိုက်လေသည်အာလာဗျာကိုရတာဦးကဖိုကလာဘာလာဝန်ထောင်းကြတခုခုထူးပြီးထင်တယ်ဗျကိုစောမြေတယောက်အသက်ငငယ်ရွယ်ရွယ်နဲ့ရွာလူကြီးဖြစ်ရသည်မှာအဲ့ဒီလိုအရေးကြီးကြီးတဲ့အချင်းနေအချင်းကိုခံမန်းတတ်တယ်လို့လူကဲကဲကျွမ်းကျင်ကြောင်လည်းဖြစ်သည် ယခုလေကိုသာဦးတို့ရေတီတုတ်ပြပုံစံကိုကြည့်ပြီးတန်းပြောင်းနိုင်သည်ကိုဇော်မြင့်နောက်မှကိုသာဦးနှင့်ဖိုးကလားတို့နှုတ်ဆက်စွာဖြင့်လိုင်းဝင်သွားသည်ကိုဇော်မြင့်ကပင်သူ့အိမ်ရောက်အလဲရှိခုံတန်းလေးရတွင်ထိုင်စေ၍ကိုဇော်မြင့်ကပင်စကားဆ၍ဆိုသည်ကဲထိုင်သင့်ပါဦးဗျာအမောပြီးရင်းနှီးချမ်းလေးပါလေတောက်လိုက်ပါဦးပြီးမှပြောတယ်ရှိတာပြောဟောဗျာကိုလေးသာဦးကအာကိစ္စမရှိရင်ပြောမှဖြစ်မယ်ဗျာအရေးကြီးတယ်လောက်တော်မြင့်ကကဲအဲ့ဒါဆိုလည်းပြောပါဗျာဘာရေးရေးကြီးဖြစ်လာလို့လဲကိုလေးသာဦးဗျာဒီလိုမှောက်တော်မြင့် ငါမနေ့ညနေကဒီဘက်ကန်းနဲ့ဖျားကူးချောင်းဝဲမှာကြွက်ကုတ်ပြီလေလက်ညက်တွေတောက်ထောင်နေတာကွပြီးတော့ညကရောင်အောင်ပိုင်းကဖိုးစုအတုပမှာဖဲသွားရိုက်တာမနက်ကအဲ့ရတာအတော်နောက်ကြတယ်ကွာအဲ့ရနဲ့ဒီနေ့ညနေလောက်ရောက်မှာငါကြွက်ထောင်မြောက်တွေသွားသိမ့်တာပေါ့ကွာကိုတာဦးမှာအမောတကုန်းနဲ့ပြေးလိုက်ရသည်ကတကြောင်အာချောက်လာသည်ကတကြောင်ကြောင့်ပြောလက်စစကားကိုခဏရပ်ပြီးရင်းသွေးချမ်းတစ်ခုကိုကောက်မော်နေသည်ဖြင့်ဆက်ပြောမိစကားကိုအယမ်းသိကျင်နေသောဖိုးကလာကဝင်ထောက်လေပါသည်ဟာကိုဤတာဦးကလေဗျာလူကိုစမ်းနေနေပြင်းအောင်တိတ်လို့တာပဲဆက်ပြောဗျာသိကျင်လာပြီဗျာ ဖိုကလာပြောကိုကိုဇော်မင်းကသဘောကျပြီးပြုံးလိုက်သည်အေးပါဟာဖိုကလာပြောပါမယ်ဟာနေသမ်းပါဦးဒီမှာလဲချောင်းကန့်နေရတယ်ကြားတယ်အဲ့ဒါကွာဒီဘက်ကဘာမှာကွာငါကြွက်ကုတ်ပြီးရမှာကြွက်တရမိနေပြီးတော့သေနေတာကြာပြီးတောင်းတောင်းတောင်းနေပြီဒီလိုနဲ့ငါဆက်ပေါ်လာလိုက်တာငါပြောတိုင်းသားရောက်တော့စဖောက်တော့တာပဲဟင်အောင်ကြီးဖြစ်ပုံကတော့ကွာငါထားခဲ့တဲ့ကြွက်လင်ကြီးကပျောက်နေရောကြွက်ကြီးမိနေလို့တနေရမှာရှိနေမှာပဲလို့ထင်ပြီးတော့ငါပြောတော့လဲဝင်ကြတာ ကံကောင်းလို့အေးဖွီးဆိုပြီးမွေရောင်ကြီးကမပြင်းခုတ်ပြီးတော့ငါ့ကိုအယမ်းရန်လို့တဲ့ပုံနဲ့စိုက်ကြည့်နေတာပေါ့ကွာငါလည်းတာအုပ်လေးကွာဘယ်ရမလဲခရင်ကွာနဲ့ခေါင်းကိုချိန်ပြီးထိုးခဲ့တာပေါ့ကွာဒါနဲ့ကွာဂျန်နဲ့ကော့ဖီတွေလိုက်ဖို့လင်ညက်တွေလိုက်ကောင်းရင်လည်းဖျားကူချောင်းနဲ့ရောက်သွားတယ်ဟာအဲ့လိုနဲ့ငါလည်းရထားတဲ့ကြွက်တွေပုတ်သွားမှဆိုလို့ခက်မြမြန်လေးသိင်းကနေပိန်းနဲ့မြောင်တော့ရောက်တော့ပိန်းရိုင်းမိနေတဲ့အင်ဘက်ဘီတွေကရိမ့်တုံးနေပြီးတော့အတန်ကြားရတာနဲ့စောင့်ကြည့်နေမိတာလေငါစိတ်ထဲကလည်းမျက်စိလည်းလမ်းမလာတဲ့ကြီးဒါမှမဟုတ်ရင်တရေတကောင်းကောင်းပြစ်လို့ရတော့ကော်ဘီဘောလို့တွတ်ထားတာပေါ့ကွာ တကယ်တကယ်ဘွားကနေပေါ်လာလားဘယ်ရလားကြည်တေဟောမှာလေဘာကြီးလဲဗျာဘာကောင်းကြီးလဲကိုဇော်မင်းနဲ့ဖိုကလားစီကတိကျင်စောပြည့်မေးတယ်မှာဖြိုင်းတူဆိုသလိုမရှိမနှောင်းပဲထွက်ပေါ်လာလေကိုတာဦးမျက်နာမှာလည်းပြောနေရင်းကသွေးဆုပ်သွားသလိုဖြူပြော်သွားပြီးလက်တုံချေတုံပြီးရင်းနှွေးချမ်းတစ်ခွက်ငှဲ့တော့လိုက်ပြီးဆက်ပြောနေသည်ငှက်ဘုတ်ကြီးဟာဟာဟုတ်တယ်ကွာမဟာညာနေကွာငှက်ဘုတ်ကြီးကောင်းကလည်းလူကြီးပေါင်လုံးမတတ်ရှိတာကွာ ဒီကောင်ကြီးကလည်းလူနဲ့ရလို့အမိထောက်ဝီကြည့်တယ်တင်နေငါလည်းလက်ထဲရခင်း why ရှိရဲ့နဲ့ခဏတော့သူ့ကိုကြောင်ပြီးကြည့်နေမိတာဟာဒီကောင်ကြီးကလည်းကြောင်သွားပုံပေါ်တယ်ခဏနေပါငါ့ကိုလိုက်မဲ့ဟန်ပြပြီးပပင်းပြန်ချရတယ်ငါပါလေဘာမှမလုပ်ရဲမကန်ရဲတော့ပဲဘာပြောကောင်းမလဲကွာခြေကုန်တုတ်တာပေါ့ငါတင်ထားတဲ့အတိုင်းပဲရောက်ရေနောက်ပြန်လှည့်ကြည့်တော့အတင်းထိုးလိုက်နေရမှာဒီကောင်ကြီးမျက်စိတွေမှာရဲရဲတောက်လို့ကွာမိလို့ကတော့အသေးပေါင်းမယ်ရုပ်ပဲကွာဒါနဲ့ကိုကြီးတာကိုဘလို့လွတ်လာသလဲဗျဟာမွေးနဲ့ပတ်သက်လို့ငါ့အတွေ့အကြုံကလည်းနည်းသလားကွာ ဒီကောင်းကြီးဇက်တိုက်လိုက်လာမှသိတယ်နဲ့တစောင်းလက်ပတ်တော့လည်းဖြတ်ပြေးတာပေါ့ကဒီတော့ငါတို့ရွာသားတွေကဘယ်နေရာပါရှိရဲဆိုအလွတ်ရပြီးသားပဲကဒီကောင်းကြီးကတော့ပန်းသွားလို့လားဒါမှမဟုတ်နေကြော်လာလို့လားမသိငါနောက်ဆုံးလမ်းကြည့်လိုက်တော့ငါပြောတော့အတိပဲလာရဲတယ်ကဒါပေမဲ့ငါကတော့အပြေးကတော့မလျှောဘူးရောင်းလေတို့ရွာနာရောက်တဲ့ဒီမပြင်းုံတမဲပဲဒီလိုကောင်းကြီးမျိုးကတိတ်ဆိတ်ကြရတာမဟုတ်ဘူးကအန်ဒီရဲ့တိတ်ကြည့်တယ်မောင်စော်မြင်းကဘူးမသိပါမသိနဲ့ရွာလူတွေဒုက္ခရောက်မှာဆိုအဲ့ဒါလာအကြောင်းချလာတာပါကွာဟုတ်ကဲ့ပါကိုလေးတော်ကကျွန်တော်ရွာသားတွေကိုအကုန်အတိပေးလိုက်ပါ ကဲကဲဖိုးကလာမင်းရပဲလက်စနဲ့ရွာစော်ကြားကြီးကိုတော့ခေါ်လိုက်ကွာကိုဇော်မင်းကပြောလိုက်သည်နှင့်ဖင်ပေါ်သောဖိုးကလာမှအပြေးတစ်ပိုင်းထွက်ခွာသွားလေသည်ရွာစော်ကြားကြီးကအော်လံမြစ်ရွာနှံ့လိုက်ကဖျားကူးချောင်းကိုမသွားဖို့လိုက်အော်ပြောတာ၍ဤသူတူတူဒီအောင်မှဖျားကူးချောင်းပဲခြေဦးမလဲရဲကြအစိုးရဂျိုးပင်စကန်ရွာကကိုတာဦးနှင့်ဖိုကလာတို့မှဆင်းရဲနွမ်းပါသောဂျုံအားကြမ်းလုတ်ကင်စားတော့ရသည့်ကြေးတော်သားပြန်ကြအလုံးသမားများဖြစ်သည်မိုးရင်းမဲ့ဆိုသမ ्या လဲမှပြိုးနှုတ်လဲလုံးတစ်ဖက်နှင့်ဖားချာငားချာမြုံးတောင်လုတ်ကင်ကြရ၍ ဆောင်းထဲမှာကောက်ရိတ်စပားကလင်းတွေကအားလျင်အားသလိုကြွက်ထောင်ငှက်ထောင်တက်ကြသလိုလွယ်ဦးမိုင်းရောက်လာတော့ပဲနှုတ်ပဲရိတ်ပဲနေနဲ့လယ်တွေထဲမှာကြွက်ထောင်ငှက်ထောင်ချောင်းထဲမှာခယူစန်းကုန်းစန်းလုပ်ပြီးသမုတ်တရားဝန်တရာတွေရှာဖွေလောက်ကန်စားတော့ခဲ့ကြသူတွေဖြစ်သည်ခလေးလေးရောက်တော့ဤအဖေကိုသာဦးအဖို့ဤဒုက္ခဒုက္ခတွေကိုခါးစည်းခံလာရသည်မှာနှစ်ပေါင်းတော်ကြာနေပြီဒါပေမဲ့ကိုသာဦးတခါမှမငြီးဘူးကြီး အိမ်သူတထားနဲ့တာသမီတို့အမြဲတက်ကြွလျက်ရှိနေသလိုတခါမှလည်းဒီလိုရှာရပွေရလောက်ကန်ရရ၌အပင်မြအန်ရည်ကြီးစေကမူမိသားစုအတွက်မူကိုသာဥမမူမိသားစုအတွက်ကြောက်လဲမကြောက်တတ်သည့်သူဖြစ်လင်ကသာဒီကနေ့ကြုံတွေ့ရသည့်ငန်းပုတ်ကြီးကိုမူအသေးတုံဥတုံဖြစ်မိပေ၏ဒါပေသည်၎င်းငန်းပုတ်ကြီးကိစ္စမှာကိုသာဥကပင်ရွာလူကြီးနှင့်ရွာသူရွာသားတွေကိုလီးဆဲသလိုဖြစ်နေလေ၏ ိုသာဦးအကြောင်းကြားသည့်နေ့၌ပင်အမျော်မြင်ရှိသောရွာလူကြီးကိုစော်မြင့်ကရွာသောကြားကြီးကိုခေါ်ကဖျားကူးအကြောင်းပဲမတော်ရင်ရွာတွင်လဲလဲအော်ခိုင်းထားသလိုပညာတတ်လူထက်မြတ်ရွာလူကြီးပီပီကျိုးတင်ကဝယ်သည့်အနေဖြင့်ဂျိုးပင်စကန်ကျေးရွာနှင့်တမိုင်ကျော်မြောက်ဝေးသည့်ဂျိုးပင်ကောင်မြို့နယ်အပိုင်းအလယ်ကုန်းရဲကင်းသို့ဂျိုးတင်အကြောင်းကြားထားပေသည်ရဲကင်းမှသည်အထက်အဆင့်ဆင့်တင်များ၍ညွန်ကြားချက်အတိုင်းတာဝန်ရှိသူတို့ကတနတ်တွင်ကြီးအစင်းသင်းထိုး၏ဖျားကူးအကြောင်းသို့လာရောက်က တုံးလေးရဲ့မြလာရောက်ဆုံတန်းတော်လဲជីជីမမမွေးဆိုရီတကောင်တမီးမှမတွေ့ရပေထိုကိစ္စကိုအခမ်းရအကက်ဆုံးမှာဂျိုးပင်စကန်းရွာဤဂုံလူဆောင်တတ်တိပြောင်သူကိုတာဦးဖြစ်သည်ကိုတာဦးခမညာသူအမှန်တကယ်တွေ့ရှိခဲ့သည်ကိုပြောလင်ကစားကူးပုံရဆိုရင်သူပလီတာသူအပမိကသူသွေးယူသွေးတန်းဖြစ်ကယူးချောင်ချောင်နဲ့တရင်ပေးသလိုဖြစ်နေသည်ကိုယ်တော်သူ့ကိုယ်သူဒေါသဘွားကအဲ့ဒီနေ့ကအကြောင်းအထက်ထက်အခါကပြန်တွေးကစဉ်းစားနေမိသည် ဒါပေမဲ့အမာရွေမရှိသူမကျင်မနှက်ဖြစ်သည့်တိုင်အောင်တသက်ပြတရားမရှိ၍အလဲကုန်းရဲကင်းမှတာဝန်ရှိသူရဲဝန်ထမ်းတွေကိုပြန်လွတ်လိုက်ရသည်။ဤကဲ့သို့ကိုသာဦးတယောက်ဖျားကူးเจ้าရှိငန်းမုတ်ကြီးကိစ္စဖြင့်ဦးနှောက်ချောက်ခံနေသည်။ကိုသာဦးစိတ်ထဲကလည်းမခံကြည့်မခံတာဖြစ်နေမိသည်။ကျိုးပင်စကန်ကြေးရွာတွင်ကိုသာဦးဆိုတာလဲလုတ်ပြိုးနှုတ်အပြင်ငါးရှာပါးရာအလုတ်တို့၌လည်းရွာထဲရှိဘယ်သူနှင့်မဆိုရှင်ဝန်သူဖြစ်သည်။ တတိအရာနိုင်လဲခေသူမဟုတ်သလိုမွေနဲ့ပတ်သက်လျင်မွေဝဲတွေဈေးကောင်းတဲ့အခါကလည်းမွေဝဲလိုအကောင်ကိုပင်အရှင်ဘန်းကရောင်းစားလာသူဖြစ်သည်သူတတတ်နဲ့တကူမကြောက်မလန့်လောက်ကန်ရှာဖွေစားတော့ခဲ့ပေမဲ့မဟုတ်တာဆိုလို့စံကြီးတမင်မြမပြောဆိုခဲ့ဘူးသူဖြစ်ပေရာအခုငန်းပုတ်ကြီးနေမှကိုသာဦးနာမည်ပြက်ကိန်းဆိုင်နေနေပြီဒီလိုတော့ကိုသာဦးအဖြစ်မခံနိုင်ကြီးထို့ကြောင့်တခုခုစီစဉ်မှကိုဖြစ်တော့မည်ဟုစိတ်ပိုင်းဖြတ်လိုက်ရလေတော့သည် ဂျိုးပင်စကန်းရွာတွေနေတိုင်ကျန်းစီရွာသူရွာသားတွေမှာငန်းပုတ်ကြီးတရင်ကိုကြားပြီးကြတဲ့ကမြို့လေချောင်းပဲသူခြေဦးမလဲရဲရမှာအလဲကုန်းရဲစကန်းမှာရဲတွေရောက်လာပြီးဖျားကိုချောင်းသားဝင်းရှင်ကိုသုံးရက်တိုင်တိုင်လာရောက်ရှာဖွေစစ်ဆေးရာငန်းပုတ်ကြီးဘာအစနာကိုမှမတွေ့ကြည့်သဖြင့်မြို့လေချောင်းထဲသို့ငကိုပုံမှန်အတိုင်းတွားရောက်၍ဂုံစန်းသူစန်းခရုဖင်ရှင်ကောက်သူကောက်ကြလေတော့သည်ကိုယ်တော်ဦးကသူ့ရွာသူရွာသားတွေကိုစိုးရင်စိတ်ပြည့်တရီသားကိုလိုက်ပြောသည်ကိုပင်ရည်ကြလောင်ညပြုံးကြလေသည် ဒီတော့လေကိုသားဦးကမြဘာမှထပ်ပြောမရလောက်အခက်ကြုံရလေထို့ကြောင့်ကိုသားဦးကမြကျေးဝါလူကြီးကိုစော်မြင့်တန်သူပြေးရပြန်သည်ကိုစော်မြင့်ကတော့ကိုသားဦးအကြောင်းကိုငယ်စဉ်ကတည်းကအတွင်းသည့်အစင်းသည့်ဖြစ်ရွယ်ရွာသူရွာသားတွေကအတင်မရဲကြဖို့အန်ဒီယန်နဲ့ဂျုံလင်းရှောင်းနိုင်ဒိတ်နိုင်ကိုထက်ဆင်ထက်ဆင်တတိပေးရလေသည်ထို့သောကျေးဝါသူကြီးကိုစော်မြင့်ကတတိပေးလို့မှတပတ်ပင်မပြေသေးခင်တည့်ရနိုင်ရွာရှိပြားရှိကိုညက်ဤစိတ်သုံးကောင်ချောင်းဆံမှာပိုးထီး၍တေးလေသည် ဒါနဲ့ကိုညက်တို့လူစုရဲ့စိတ်တည်သုံးကောင်ကိုရွာပြန်ထမ်း၍အသားဖြစ်တော့စိတ်သားတွေမှာမဲပြာ၍နေလေသည်။ဂျေရွာလူကြီးကိုစော်မင်းနဲ့တရင်ကြရ၍တွားရောက်ကြည့်ရှုကအံ့ဩမင်တဲ့နေလေ။ထို့ပြင်ယခုစိတ်တွေမှာခါတိုင်းပိုးထီးနေကြအကောင်သေးတွေလိုပိုးထီးသည့်ဒံရာကအကောင်တွေခြေထောက်တွေနိုင်မဟုတ်လေကုတ်တွေမှာအပေါက်ကြီးတွေတွေ့ရ၏။ ထို့ကြောင့်ကိုသောမြင့်မှာကိုတာဦးတယောက်မကြသေးငယ်ရပိုင်းကမခံကြည့်မခံတာမျက်နာပြီးသူ့စီလာ၍မကြည့်တင်ငယ်ပြောနေရတဲ့စကားလံတို့ကိုပါပြန်မြင်အောင်ကြားရောက်နေမိသည်ဒီမဲမောင်သောမြင့်ဟာမင်းတို့၄၅၆တန်းကလေးကမင်းတို့အိမ်မှာငါစင်းငါနောက်လိုက်နေနေနွားမြတ်တန်းနွားမိဖို့ကောက်ရိုးဆွဲလို့ဝင်နေတိုင်းလာခဲ့တာပါကွာသားစာငါးစာကြောထောင်ငတ်တောင်ငရှင်များဘွေဖန်းလောက်ခဲ့သလိုသမ ्या အသက်တက်ချင်တက်မိခဲ့တယ်ကွာဒါပေမဲ့ငါလိန်ညာပြောဆိုရမှလို့အင်မတန်ကြောက်တယ်ကောင်ပါကွာ အခုဟာကငါတို့ရွာသားတွေအန်ရရှိလုံးလို့ပါကွာမင်းကဩသာအာနာရှိတော့တားပြေးတယ်ပါကွာဤကဲ့သို့ကိုဇော်မြင့်အတွေ့တို့၌ကိုတန်ဟူ၏စကားတန်ပုံရိပ်တို့လွင်မျောနေစဉ်ကိုင်ဆိုင်စွာပင်ကိုဇော်မြင့်နောက်ဘက်မှအတန်ထွက်ပေါ်လာပေသည်ကဲငါပြောတာမယုံကြဘူးမဟုတ်လားအခုစလာပြီကဲဓမ္မစိတ်သေးဇလန်းအနောက်စုဟာရာကြောကတော့ဂလူးတင်မကောက်နွားပါအစ်စ်ပါသေးလက်ပံမင်းနဲ့အောက်ချိုင်မှာနွားတည်ချိုးနေတော့ဂုတ်ကိုကြိုက်ခံရတာကွာနွားရောလူရောမဲပြန်နေတာလေ နောက်ဆိုလာပါလိမ့်မယ်ငါတို့ရွာလေးအထိဒီမဲ့မောင်စုံမင်းဟာမင်းကိုငါတို့ရွာရဲ့လူကြီးကိုတေးတေးကြကြပြောထားရင်းနေကွာအခုတော့ရွာသားတွေလိုပဲမင်းရပါငါပြောတာမျိုးလို့အခုလိုဖြစ်သွုံးနေကြုံရပြီဟာကိုတော်မင်းနဲ့အနီးနားမှာရွာသူရွာသားတွေမှာတရင်သူထမ်းမှန်ကြားရပြန်သည်ပြည့်စိတ်ထိတ်ခိုင်းမိသည်ထို့တဲ့ပိုးစိုးဒီမှာကိုသာဦးစကားတွေကကိုစော်မြင့်ကိုအပြစ်တင်လေတံပါတဲ့ပြင်ကိုစော်မြင့်ကကိုသာဦးရဲ့မျက်နှာတက်တဲ့ဘက်ကိုလှည့်ပြီးစိတ်မကောင်းခြင်းများစွာနဲ့ကြေကွဲဝမ်းနေတဲ့ရောရှက်လေးရဲ့စိုးနေစွာရှင်းပြလေသည် ိုလေးသာဦးပဲကိုလေးပြောတာကိုကျွန်တော်အကျွမ်းမဲ့ယုံကြည်ပါတယ်ဒါကြောင့်လဲ NDA ကိုကာကွယ်နိုင်ဖို့ရှားစည်းဖို့နဲ့ဘေးကွက်ရာကကြေးရွာလူကြီးတွေနဲ့ကျွန်တော်တိုင်ပင်နေပါတယ်ကိုလေးသာဦးရဲ့ဟာတို့တို့ရွာတွေကဒီကိစ္စမှာဘယ်ရပါလာပြန်တာလဲကွာဘယ်ရပါလာမလဲကိုလေးသာဦးကအလဲကောင်းရဲကင်းရဲတွေလာဆောင်တန်းနေတော့ဒီငန်းဘုတ်ကြီးကဖျားကူးကျောင်းပဲအထက်ပိုင်းရောက်နေတာဗျဒါကြောင့်ရှားစည်းဖို့ရွာကအောင်လေးတို့ကြောင်လိုက်တဲ့အပွင့်နဲ့ဖျားကူးကျောင်းပဲတမ်းမင်ကုန်းမှာတက်တက်တိုးတာဗောဗျာသူတို့လည်းဒေပြည့်ရှင်ပြေးခဲ့ရတာဗောသူတို့တခုကန်ကောင်းတာသူတို့ကြောင်လိုက်တဲ့ခွေးတွေပဲဗျာ ကြောင်လိုက်ခွေးဆိုတာကတခြားခွေးတွေတဲ့တက်တိဘူကောင်းဆိုတော့တခင်ပေါ်တက်စာရှိလို့အသေးခံကြရတာဗောဟာဟုတ်လားမအောင်ကြားနေဘူးမြာဘီဝဲရာကစိုးပိုင်ဆိုသူနှစ်သုံးတော်လိုင်းရင်းနဲ့ဖျားခိုးချောင်းခွေးတဖမ်းမိညိုင်မှာအဲ့ဒီကောင်းကြီးနဲ့တက်တဲ့တိုးတာဗောစိုးပိုင်ကြောင်ကြားဖို့သူတွေသိကြပါတယ်ဗျာစိုးပိုင်ကအစတွေကကြောက်စိတ်မရှိဘူးဒီတော့သူ့မှာအစင်းသင်းပါလာတဲ့လေးခွားနဲ့ဂျင်ကလေးနဲ့ပြစ်ထည့်လိုက်တော့ပထမတစ်ချက်ငန်းပုတ်ကြီးကိုထိမှန်တယ်ဗျ။နောက်ဒုတိယတစ်ချက်ထပ်ပြစ်တော့ငန်းပုတ်ကြီးကရှောင်ပြီးတော့စိုးပိုင်နောက်ကိုအတင်းလိုက်တယ်ဆိုပဲ ဇိုးပိုင်ကလည်းပတ်ပြေးလိုက်နောက်လည်းပြန်ပြေးလိုက်နေတချက်မှငမ်းမုတ်ကြီးပဲပဲမျိုးလုံးထိမှန်သွားတော့ဒီကောင်ကြီးမှုတိုးသွားတော့မှာဇိုးပိုင်ကသူ့ရွာဘက်ကိုအားသုံးခုံဆိုင်ပြေးတာဗျဒါနဲ့ပဲဒေါသတွေချောင်းချောင်းထွက်နေတဲ့ငမ်းမုတ်ကြီးကလည်းအမုံပြေသားနဲ့ဇော်တင်းလိုက်ပေမဲ့ဇိုးပိုင်တွေဂျားကတစားကန်ကမြို့လေချောင်းဘက်ကဖြတ်ပြေးလာရင်နှသိုးလေးပေါ့ဗျာငမ်းမုတ်ကြီးကအချက်ပေါင်းမကြီးမတော့နိုင်အောင်ပောက်ပြီးတော့မှဖျားကူးချောင်းဘက်ကိုပြန်ဆင်းသွားတယ်လို့ကြားရတာပါပဲအဲ့ဒါကြောင့်ဒီနေ့တော့ချောင်းတို့တချောင်းအနာသွောနဲ့လက်ပဲရမ်းနေတာထင်ပါတယ်ဗျာ ဒီเจ้าနေမင်းသိထားရဲ့နဲ့ကွာတို့ရွာလူတွေကိုချောင်းကပားပဲမတွေ့အောင်မင်းမတားနဲ့အန်အောနေမော်စော်မြည်ဟာဒီမဲကိုလေးသားဦးကခမည်းမသိပေမဲ့ကျွန်တော်မှရွာသားတွေကိုနီးမြွမြွနဲ့တားထားပြီးပါဟောဗျာကျွန်တော်တို့ရွာသားတွေမှာတခုခက်နေတာကအန်ဒီရဲ့ထက်စားဝင်နေရေဗျာအခုလိုအချိန်ကအလုပ်ပါချိန်မှာသူတို့တွေဘာဝင်ငွေမှမရှိပြဘာနဲ့သွားစားမလဲခမည်းပြောခဲ့ဘူးသူလိုပဲလေဗျာကျွန်တော်ကအာနာရှိသူမှုအတင်းကြပြောလေသူတို့မှကစားဝင်နေရေးမှမပြေလေတာနားတော်မလားဗျလက်ရှိကြီးမားနေတဲ့ကုံစင်းတို့ကိုခမည်းလည်းအတိပဲဟာ ကျွန်တော်ဆိုတာကလည်းရွာလူကြီးဆိုပေမဲ့သူတို့စားဝတ်နေရေးကိုကိုကြီးဖြည့်ချင်းပေးနိုင်လေတရက်နှစ်ရက်ပေါ့ဗျာကိုကြီးအဲ့လောက်ပဲကိုကြီးပေးနိုင်ပါပေါ့ကိုလေးတာဦးပါခမရတည်တည်ချာချာစဉ်းစားကြည့်ပါဦးမိပါဆိုတာကိုတိုင်ငတ်တာခံနိုင်ကောင်းခံနိုင်ပေမဲ့တာသမီးငတ်လာပြီဆိုရင်တော့အသက်ရင်းပြီးဓမြထွက်တိုက်ရှာကျွေးရဲသေးတာဗျာကျွန်တော်စေနာနဲ့တွားတာလေအလကားပဲဗျာကဲဟုတ်ပါပြီကွာဟုတ်ပါပြီဟုတ်ပါပြီဒါဆိုလဲမင်းပြောသလိုဘီကွာနဲ့ရှားသီးဘူးရွာလူကြီးနဲ့အမြန်တိုင်ပြီလေကွာအကုန်တိုင်ပင်ပြီးသားပါဗျာဘီကွက်ရွာကစိုးပိုင်းရှားစည်းဖို့ရွာကအောင်လေးတို့အဖွဲကစိုးသိမ့်ကျွန်တော်တို့ရွာက ကိုဇော်မြင့်တယောက်ပြောရင်းဆိုရင်အတန်တင်ဝင်သွားသည်ကိုသာဦးတယောက်ညင်ညင်းလိုချစ်ခဲ့ရသည်ပညာတတ်ကျေးရွာလူကြီးကိုဇော်မြင့်ကိုသူကိုယ်တိုင်ဆွဆွဲပြောဆိုခဲ့သည့်စကားများအတွေ့ရှက်ကြောက်အားနာလာမိသည်ကိုသာဦးဖိုးကလားကိုလှမ်းကြည့်မိသည်သူညီဖိုးကလားပင်သူ့ကိုကြည့်ပုံမရကြာတော့ကိုသာဦးဖျားကူးเจ้าမှာငန်းပုတ်ကြီးနဲ့တွေ့ပြီးကြောက်သေးပါအောင်ပြေးခဲ့ရပုံကိုပြန်ပြန်ရောင်းဆက်စိတ်တို့ငယ်ရိတ်တို့တက်လာပြီးမတက်ထားရလျက်အလိုလိုညာဘက်လက်အဆန့်ထောင်းကခေယောင်ခေယံအော်မိသည်ကျွန်တော်တို့ရွာကကျွန်တော်တာဦးပဲဗောဗျာ ထိုကာမဖိုကလာကမျက်ရည်တွေဝေလျရဲ့ထရက်ပြန်သည်ကျွန်တော်ဖိုကလာလည်းရှိတယ်ဗျထိုနေ့ညကဂျိုးပင်စကန်ကျေးရွာတွင်လက်ခုပ်ဩဘာတန်တို့တိမ်သွာကောင်းငင်ရန်မိုးထက်တို့တိုင်မြန်လေတော့သည်ဂျိုးပင်စကန်ဘီကွယ်ရှားစည်းကိုရွာ၃ရွာမှလူကြီးတွေနဲ့လူငယ်လူရွယ်တွေအစည်းအဝေးတိုင်ပင်၍ရွေးချယ်ထားသည့်လူတစုမှာဒါတို့လက်နက်ကိုစီကိုင်းလျက်တဖမ်းမင်ကျိုင်းကိုတွားကြလေသည်ထိုလူတစုတို့တဖမ်းမင်ဆိုင်ကိုရွေးရခြင်းမှာငန်းပုတ်ကြီးကိုမြားခေါ်ရနိုင်ကွင်းမြင်ရောက်ဖို့အရေးကြီးသည် ဂျိုးပင်စကန်းရွာဘက်မှမြှခေါ်လျင်မြို့လေချောင်းကကြားမှာခံနေသလိုဂိုင်းတော်ဂိုင်းပုတ်ငပြောတော်များနဲ့အောက်ခြေရှုပ်သည်ဖြင့်မြှခေါ်သူဖို့အခက်ကြုံနိုင်သည်ယခုရွေးချယ်ထားသည့်တဖမ်းမိန်ကြိုင်းမှမြှခေါ်သူအနေဖြင့်အသက်အန္တရာယ်နှင့်ကြုံလာပါကကိုလိုယုံပြေးနိုင်ရန်ဖြစ်သည်ပြီးတော့မှငန်းပုတ်ကြီးမှစိုးပိုင်လက်ချက်ကြောင့်ဒဏ်ရာရတာသဖြင့်ဒေါသအလောထွက်နေသည်မှသိကြသည်ကိုဇော်မင်းကလည်းရွာတော်ကြီးကိုအလဲကုန်းရဲကင်းကိုအကြောင်းကြားခိုင်းတာပြီးဖြစ်သည်ဘီကွက်ရလူကြီးကိုစိုးလင်းနှင့်ရှားသီးဘူရလူကြီးကိုတန်းစိန်တို့က အလဲကုန်းရဲကင်းမရဲတွေကိုတိတ်အာမကိုလူကြီးဂျိုးပင်စကန်းရွာလူကြီးကိုဇော်မင်းကသာအချိန်နေမဟန်လျင်ဝင်ထင်းရန်အတွက်သူနီးသူဟန်နဲ့အကြောင်းကြားထားခိုင်းခြင်းဖြစ်သည်ဘီကွဲရာသားစိုးပိုင်ကတော့ငန်းပုတ်ကြီးကိုနှိမ်နှင်းဖို့ယခုစုပွက်ထားသည့်ရှားစည်းဝရွာကကိုစိုးသိန်းဂျိုးပင်စကန်းရွာသားများဖြစ်သည့်ကိုတာဦးဖောကလာတို့နေမည်လုံလောက်ပြီဟုဆိုသည်တကယ်တမ်းအလောက်ကိုင်းစီမံတော်လဲစိုးပိုင်ကပင်မွေဖမ်းရတဲ့ကျွမ်းကျင်မှုရှိသည့်ကိုတာဦးကိုဥဆောင်စေသည် ထို့ကြောင့်ကိုသာဝေးဥဆောင်မှုနှင့်အတူတဖမ်းမင်ကြိုင်း၌ကျပ်ပတကောင်ကိုခြေတွင်ကျိုးချီထားပြီးခြိမ်းပြင်းထားသည်ထိုကျပ်ပနှင့်ဝါးတပြန်လောင်း၌နောက်ထပ်ကျပ်ပတကောင်ထပ်မံ၍ထားစီသည်ပြီးမှငန်းဘုတ်ကြီးကိုမြားကောင်ပြီးလမ်းကြောင်းတစ်လျှောက်တောင်းငပြောတုံးကြီးများလှဲ့ကြထားသည်ထို့အပြင်ငန်းပုတ်ကြီးနှင့်တိုက်ခတ်ခဲ့ဖို့သည့်စိုးပိုင်ကငန်းပုတ်ကြီးအပြင်ထွက်လာသည်ရန်မြားဟော်ဝါမီတာဝန်ကိုယူသည်အကြောင်းမှာစိုးပိုင်ကိုနိုင်ကိုငန်းပုတ်ကြီးကမှတ်မိနေနိုင်သလိုအကယ်၍စိုးပိုင်ကိုတွေ့ပါကဒေါသထွက်ကအသိန်းထိုးလိုက်နိုင်သောကြောင့်ဖြစ်သည် ထိုအခါတဖမ်းမေပေါ်မှာပုံအောင်နေပြီးကိုသာဦးနှင့်ကိုစိုးသိန်းတို့ကငန်းပုတ်ကြီးနောက်ကလိုက်ပြီးဓာတ်နှင့်ပြိုင်သူအပိုင်းပိုင်းကြရမည်ရှင်းမှများခေါ်ပြီးစိုးပိုင်ဤဘဲဘက်လက်တွင်တမြောင်တချောင်းကင်နာပြီးညာဘက်လက်၌သုံးခွက်လန်စီတချောင်းနှင့်ကိုရင်းလောက်လေးခွက်အိတ်တို့ကိုလွှဲကဖျားကူးချောင်းနှင့်ဆင်းသွားလေသည်တောင်းလောက်ပဲကြာမိတင်သည်စိုးပိုင်တယောက်တဖမ်းမင်ကြိုင်ပေါ်ပြန်တက်လာလေသည်သူနောက်မှာတော့ဒေါသတွေချောင်းချောင်းထွက်နေသည့်ငန်းပုတ်ကြီးကရိတ်ခနဲ့ရိတ်ခနဲ့နေအောင်အမြန်နှုံးတင်၍လိုက်လာလေသည် ကြီးမြို့တန်တို့ဒါဇယက်ငတ်တို့အလန်နကြတကြီးကြီးဩတန်းတို့မှာတောပြိုခမန်းဖြစ်သည်ထို့သောစိုးပိုင်ပြေးလာရင်ကြိုးချီသားသည့်ကျပါအနာအရောက်တော့ကျပါခမရမှာလဲကတော်ကတော်တကြောကြောအောင်ရင်ယုံကန်နေတာမှာခြီကြိုးကပြက်ခမန်းမင်းစိုးပိုင်မယံမနာဆက်ပြေးနေစဉ်တဖန်းမယောင်ရောက်တော့နောက်ပြန်တစ်ချက်လန်းကြီးတော့ငန်းပုတ်ကြီးမှာကျပါစီအာယုံပြောင်းသွားကြည့်ပြီးဗပြင်းကြီးခွက်လေးရဲ့ကျပါကိုပေါက်ဖို့ချိန်ရွယ်နေလေသည်ငန်းပုတ်ကြီးသည်ပိုင်မီစုံမပေါက်ချလိုက်ရာကျပါလေးမှာကိုယ်ကနေတစ်ချက်သာအတန်ထွက်နိုင်လေသည် စိုးပိုင်ကမကြံခင်မင်းလေရောက်လာတော့မှာပါငန်းပုတ်ရာဟုအတန်ပြူကျုံဝလိုက်ရာငန်းပုတ်ကြီးမှာကြက်ဖစီမှာစိုးပိုင်အပေါ်အာယုံပြောင်းကစိုးပိုင်နောက်သို့ဆက်လိုက်လာလေသည်ထိုကဲ့သို့ငန်းပုတ်ကြီးကိုမြားခေါ်ရဲသူမှာတော်ယုံတန်ယုံတတ်သည့်ဖြင့်မလုဆောင်ရဲသည်စိုးပိုင်မှာသာပင်ကိုတတ်သည့်ကောင်းသူမှုဤသို့လုဆောင်ပေးခြင်းဖြစ်သည်ယခုလဲစိုးပိုင်မှာအားနစ်မန်းနဲ့ရှေ့မှာအာသွန်ပြေးနေရသလိုငန်းပုတ်ကြီးကလည်းနောက်မှတရကြမ်းလိုက်လာလေသည်ငန်းပုတ်ကြီးသည်ဝါးတပြန်လောင်းလိုက်ခြိထားသည့်ကြက်ကိုလည်းအာယုံမရောက်တော့စိုးပိုင်နောက်ကိုသာတက်တဲမဲမဲလိုက်လေတော့သည် ဇောပိုင်ရဖို့တခုအားလာသည်မှာတောငပြောတုံးတွေကိုသူကကြော်ပြေးနိုင်၍ငန်းပုတ်ကြီးအတွက်မူအဟံသားတခုလိုဖြစ်နေသည်လယ်ဝင်းပြင်စီတို့ရောက်တော့ဆိုးပိုင်ကပို၍အားထည့်ပြီးပြေးသည်တောထဲတောင်ထဲကျင်လည်နေသည့်ငန်းပုတ်ကြီးအတွက်လမ်းသာနေ၍ဖြစ်သည်သောပိုင်ပေါ်ငန်းပုတ်ကြီးအာယုံအပြည့်ဝရောက်သွားမှန်သည့်သည်နှင့်တဖမ်းမင်ပေါ်မှကိုတာဦးတို့ဖွဲ့ဆင်းလာသည်ငန်းပုတ်ကြီးနောက်သို့သုံးယောက်သားရင်မောင်တန်းလိုက်ကြလေတော့သည်လူနှင့်မွေမွေနှင့်လူတို့၏အပြင်းနှင့်အလိုက်အစိမ်းတို့မှအာမခမ်းမင်ဖြစ်သည အဖြစ်ဖြစ်ပြင်းရင်နဲ့ရှင်းမှပြေးသည့်စိုးပိုင်မှလည်းမောဟိုက်လာလေတော့သည်ငန်းဘုတ်ကြီးကတော့ငန်းဘုတ်တို့၏သဘောတဘာဝအတိုင်းရှေ့သို့အာယုံရောက်နေလျင်နောက်ကျောင်းကိုလှည့်မကြည့်တတ်သဖြင့်တဲကြီးမဲကြီးကိုတွန်း၍လိုက်နေတော့သည်ဒီလိုပြေးလိုက်ရင်နဲ့တစ်ချက်တွင်စိုးပိုင်ကသူတို့ကိုယ်တိုင်ခင်းလာသည့်တောင်းကပြောလုံးကိုခလုတ်တိုက်ပြီးဘေးတိုက်လဲကျသွားသည်လက်မှလှန်နှင့်သမျောင်းကိုလက်မလွတ်စေဘဲသတိပြည့်မြဲမြဲဂိုင်ပြီးလူလဲထတဲ့စိုးပိုင်နဲ့လက်တကန်းအကွာတို့ရောက်ရှိလာသောငန်းဘုတ်ကြီးကမပြင်းကြီးခွက်ပဲအားနှင့်ပေါက်ချဖို့ချိန်ရွယ်နေတော့သည် ထိုမြင်ဝဲကိုမြင်ပြီးနောက်ကလိုက်လာသူတွေပါဖျားတမ်းမိကြသည်စိုးပိုင်ကမူချက်ချင်းဆုံးဖြတ်ချက်ချလိုက်ပြီးဘဲသို့လှိမ့်ချငန်းပုတ်ကြီးကလည်းအပေါက်တို့တိုက်ဆိုင်ကြင်နိုင်စိုးပိုင်လှိမ့်ချတွင်ခြေပြားဖြင့်ခံမိလိုက်သောတောငပြောတုံးကကြားကန်ဖြစ်လျက်ငန်းပုတ်ကြီးအာပါပြင်းနံသည့်ပေါက်ချက်မှာတောငပြောတုံးပေါ်၌သာကြာရောက်လေတော့သည်မျက်တောင်တစ်ခါလျက်တပြည့်အတွင်မျောလင့်မထားသောအဖြစ်ပြက်ပင်ငါဘုတ်ကြီးမှာတောင်းပြောတော့၌ညိနေသည့်အစွဲဝဖြုတ်ဖို့အားကုန်ယုံရအမိတဖုတ်ဖုတ်နေရိုးပြန်များပဲလွင့်စင်ထွက်ကုန်လေတော့သည် ထိုအခါတွင် အချိန်ကရောက်လာသောအဖွဲမှကိုသာဦးကကာမိန်တရှိပြင်းငန်းဘုတ်ကြီးခေါင်းပိုင်းဖိုးကလားကမိန်ပြင်းလေတိုင်းကိုစိုးသိန်းကကိုင်းခုတ်တရှိပြင်းခါးပိုင်းကိုဟန်ချက်ညီညီအပြိုင်ထိုးခုတ်ကြလေတော့သည်ထိုသောထိုးခုတ်နေသည့်ကြားထဲမှာငန်းဘုတ်ကြီးမှလူးလွင်နေသည့်ပြင်းစိုးပိုင်ကလင်းမြန်သွားပြီးခရင်ကွန်ကြီးပြင်းခေါင်းကိုထိုးဆိုင်ချလိုက်လေတော့သည်ငန်းဘုတ်ကြီးအမီပိုင်းမှလွဲ၍ကြံပိုင်းတွင်ညိတ်သက်သွားမှသာကိုသာဦးတို့လေးယောက်သာခြေကုန်းလက်ပန်းကြာကထိုင်ချနိုင်တော့သည် ဇောပိုင်ချက်တော့နဲ့ဒူးတွေမှာသွေးလိမ့်လိမ့်ကိုကလားမှာခြေမှာခွဲကသွေးတွေဆိုးလို့ကိုတာဦးမျက်နာမှာသွေးဆက်ပရဘွားကိုစိုးသိမ့်ခြေတော်တွေနဲ့ချစ်ရအစင်းကြောင်းကြီးတွေထားလေအာလိုပလက်လန်၍နားနေခြင်းကြောင့်မှရွာလူကြီးတွေနဲ့ရဲကင်းကရဲတွေရောက်လာလေတော့သည်ရဲများညွန့်နေပွဲကနောက်ဆုံးမှရောက်လာတာပြောနေတဲ့ရဲတပ်ကြီးကသူတို့လေးယောက်လဲနေရသို့ရှောက်လာကအတိမတ်ပြုဂုံယူသောအကြည့်ဖြင့်လေးလေးဆန်းဆန်းကြည့်ပြီးချီကျူးစကားဆိုလေသည်ခမရတို့ဗျာတော်တော်တတ်တိကောင်းတဲ့လူတွေပဲဗျာ ပြောတာတော့ကဒီမွေဒီလောက်ကြီးမှမသိဘူးဗျာခမားတို့မလို့သာဓာတ်လန်မိန်နေဒီလောက်ဒီလိုက်ရတာကျွန်တော်တို့ဒီမွေတီးကိုကြည့်ပြီးတော့ရင်တုံမိတယ်ဗျို့ခမားတို့၄ယောက်စလုံးကတက်တိမျောတယ်ရှာမရှာပါပဲဗျာမတောင်တကောင်ဘွား၄ယောက်သားကြီးစုထားသလားမှတ်ရတယ်တကယ်သိတက်တိကောင်းတဲ့လူတွေပဲဗျာမချီချူးပဲကိုမနေနိုင်ဘူးဗျို့ကိုသားတို့၄ယောက်သားကတော့ဘာမှပြန်မပြောနိုင်ကြပါဘူးနားတွေထဲကလေတွေထက်ပြီးအသက်ပြင်းပြင်းရှူဆိုင်နေရသဖြင့်သူတို့ဤဘိုက်မှာဖားဖို့ထိုးသလိုဖောင်းလိုက်ပိန်လိုက်ဖြစ်နေပေသည် ကိုသားဦးတယောက်သာသူတို့ရွာလူကြီးကိုစုံမြင့်ကိုလှမ်းကြည့်ရင်မနေ့ကသူပြောမိခဲ့သည့်အပြစ်တင်စကားတွေအတွက်တောင်းမဲ့အကြည့်ပြကြည်နေလေရာကိုစုံမြင့်ကနားလဲခွန်းလို့သည့်အကြည့်ချီးကျူးဂုံယူသည့်အကြည့်တို့နဲ့မတ်တက်ရရန်ဟန်ပြနေသည့်ကိုသားဦးအနီးသို့သွားကဖေးမရွေဆွဲထူရင်ချီးကျူးစကားပြောလိုက်လေသည်ကိုလေးသားဦးလေးယောက်စလုံးအယံတော်တယ်ဗျာရွာသူရွာသားတွေအတွက်အားကိုးလောက်ပါပဲကိုလေးကိုသားဦးတို့တောင်းဝင်ကြည့်ပါရယ်ဗျာ၃ရောက်ပေါင်းပြီးကိုလေးသားဦးတို့ဂုံပြွက်လှုပ်ပေးဖို့စီစဉ်လိုက်အောင်မယ်ဗျာ ကိုသားဦးခမငယ်စဉ်တောင်ကြီးခလေးဘွားမှာယခုတိုင်ညီလေးတယောက်လိုချစ်ခင်ခဲ့ရသည့်ကျေးရွာလူကြီးကိုစုံမြင့်စကားအဆုံးတွင်မြက်ဝန်းအိမ်မှမျက်ရည်တွေစီးကြလျက်ဝမ်းနဲ့ဝမ်းသာဖြစ်ကပါဇက်အဟောင်းသားဖြင့်ကိုစုံမြင့်ကိုကူးမမြင်ဘူးသူလိုအံ့ဩဝမ်းသာကြည်နေလေတော့သည် အဆုံးအထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြည့်နေတဲ့တဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့စာအုပ်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေ့ရပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေလို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ